ိုင်စင်တန်းအောင်ကြံသေးလားမသိဘူးအာဒီလကုံဆွင်တော့လိုင်စင်ကုံတော့မှာပဲဒါဆွင်တော့ငါလိုင်စင်တန်းတော့လိုအပ်နေပြီအော်ဒါဆိုရင်တော့ငါညမာထူးဆန်လိုင်စင်တန်းအောင်ဆက်သွယ်ရမှာပဲဟွန်းဒါဆိုရင်ငါညမာထူးဆန်ပြည်နေရနေပြီလိုင်စင်တန်းဖုန်းနံပါတ်ကြီး6ရှာကြည့်လိုက်အောင် đó thì mà tùy vậy Ừ, xong rồi thì phong này mà liệu sắp tới lại mà Hello ဟောမြန်မာထူးဆန်လိုင်စင်ဌာနလားမသိဘူးခင်ဗျဟုတ်ကဲ့မင်္ဂလာပါရှင်မြန်မာထူးဆန်လိုင်စင်ဌာနပါရှင်ဟုတ်ကဲ့ကျွန်တော်ကားလေးလိုင်စင်တက်တန်းတိုးခြင်းလို့ခင်ဗျအေးအခုကားလေးရဘေးကညနာယုံလေးလည်းမသိဘူးရှင်ဟောဟုတ်ကဲ့ဟိုလိုင်စင်ရတာပြီလိုင်စင်ခင်ဗျဟောအခုသိချင်တာလေးရှိတော့လေးရုံးမယ်လာခဲ့လိုက်မယ်နော်ဟုတ်ကဲ့အခုရပါတယ်ရှင် ก็บาลีกูมันน่ะก็คงหลอดเสร็จแล้วโอเคว่าไลฟ์เซตแดนดูเหมือนกันจ้ะลิอ่ะส่งได้อยู่โอเคมาสิเที่ยวจ๋าบ่เนาะกูไทม์มาสิกูบาลีเนี่ยดิจินาเลยไม่ได้อยู่สิบาลีพอแล้วไลฟ์ทั่วคนน่ะไปดีอยู่แดนดูเหมือนสวยเราคงจําเลยบ่เนาะโอเคเดี๋ยวมีจองแดนดูเหมือนสวยเนาะเราคงจําเลยอะไรจะเราสิบาลีโอเคได้มาสิ အခုကာလီယာဇာဝရီလိုင်းစင်ဆိုတော့ယူတတန်တုံးမယ်ဆိုရင်တော့ခမန်းကုန်ကြစေနေနဲ့တုံးတုံးဝင်ချိန်ရှိပါမယ်ပေါ့နှုံပြောင်းလည်းရှိပါတယ်ရှင့်နှုံပြောင်းလည်းပေါ်မူတည်ပြီးတော့ကုန်ကြစေပြရတဲ့ကြောင်းလည်းရှိနိုင်ပါတယ်ရှင့်အခုအနေနဲ့အမြင့်ကျန်းတတန်တုံးမယ်ဆိုရင်တော့အငြိမ်းဆုံးအနေနဲ့အခွင့်အရေးစားမှမဖြစ်တော့ဘူးအမျိုးပေါင်းတဲ့တကောင်ချင်းကရန်ကုန်တကောင်ချင်းဖြစ်နေမယ်ဆိုရင်တော့ငကုံမွေးကညာနာတာဝရီနဲ့ပြန်ပြောင်းရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်နေတကောင်ချင်းနဲ့ပါ။ဟုတ်ကဲ့နေတကောင်ချင်းဆိုရင်တော့တကောင်ချင်းမှာမြို့နယ်မှာရှိတဲ့အနည်းဆက်ဆုံးကညာနာမှာနေဝင်ပြီးကြောင်းတက်တက်လို့အခုလိုရပါမယ်နော်။ ။ဒီမှာပြောင်းရှင်မယ်အမီပဲပြောင်းပြီးငွေမွေးကန်ကန်နာမှာပြန်ဝင်လဲရပါလိမ့်ရှင့်။ဒါဆိုရင်ကုန်ကျစရိတ်ရောဘယ်လောက်ကျနေလဲ။ဟုတ်ကဲ့။ကုန်ကျစရိတ်အနေနဲ့ကတော့အခုလုံးသားပြောင်းလဲပုံမူတည်ပြီးတော့ကုန်ကျစရိတ်ကိုပြောင်းလဲသွားနိုင်မှာနော်အကုန်။ဒါဆိုရင်အကိုကားတက်တဲ့တုံးမကိစ္စလေးလုံးထက်ခဲ့တယ်လေ။အကိုလည်းလုံးတစ်ဖက်နဲ့မားလို့ညီမလို့ညီမထူးကြလိုက်နေဌာနကိုပဲကိုလိုက်ချင်းလေးအထိုင်ခဲ့တယ်လေနော်။ဟုတ်ကဲ့ရပါလိမ့်ရှင့်။ခုလိုမျိုးဒီမှာလည်းမြန်မာပြည်ဆိုင်ကုမ္ပဏီတွေကိုဒီနေ့အနှံပေးရတဲ့အခုလည်းကြီးကြီးတင်ပါရနော်။ဒါဆိုရင်ခုစားစားတယ်ဆိုင်ရတယ်။ဟုတ်ကဲ့ပါရှင့်။ ဒါကိုခွင့်ပြုပါအောင်ဒီမှာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင့်ကဲအခုလိုမျိုးလိုင်စင်တက်တန်းတိုးကိစ္စနဲ့ပတ်သက်ပြီးတော့သိကျင်တာပဲဖြစ်ဖြစ်မေးမြန်းကျင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လိုင်စင်တက်တန်းတိုးကျင်တာပဲဖြစ်ဖြစ်ကျမတို့မြန်မာထူးဆန်းနိုင်ငံဌာနရဲ့အောက်မှာပြတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့လူကိုယ်တိုင်လည်းရေးယူလဲဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်မြန်မာထူးဆန်းနိုင်ငံဌာနအစီအစဉ်ဒီကြီးမျိုးတို့အတွက်ရုံးချမှုပြည့်နဲ့စိတ်ချရအောင်ကလည်းစင်တက်တန်းတိုးပိုင်းနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ပေးနေပါတယ်ရှင်ကဲအစောတိကြီးရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်